မ္ဘာတစ်ပိုင်းမှာထင်ရှားဆုံးစက်မှုတီထွင်ပညာရှင်တွေကတူသူဟာလူလောကကိုချိုးပြူရတဲ့တီထွင်မှုအမြောက်များစွာကိုတီထွင်ခဲ့ပါတယ်သူရဲ့တီထွင်မှုတွေသာမရှိခဲ့ရင်လူသားတွေအနေနဲ့အခုလောက်စင်တန်းမြင့်မြင့်နေနိုင်မှာမဟုတ်ဘူးလို့ဆိုကြပါတယ်ဒါပေမဲ့သူဟာသူ့တီထွင်မှုတွေအတွက်ထိုက်တန်တဲ့အသိမှတ်ပြုခြင်းကိုမခံခဲ့ရပါဘူးသူတစ်ဘဝလုံးမှာဝေးကြီးရခက်ခဲတီထွင်မှုတွေခိုးခံရတာစားတဲ့အမျိုးမျိုးသောဆင်းရဲဒုက္ခတွေကိုကြုံခဲ့ရပြီးတော့ဆင်းဆင်းရဲရဲနဲ့ကွယ်လွန်ခဲ့ရရှာပါတယ်ဟုတ်ပါတယ် ဒီနေ့ကျွန်တော်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့သိပ္ပံပညာနဲ့စက်မှုပညာမှာဒိတ်ဒိတ်ကျဲကြော်ကြားခဲ့တဲ့ပညာရှင်နီကိုလက်တက်စလာအကြောင်းပဲဖြစ်ပါတယ်။တက်စလာကို1865ခုနှစ်ဇူလိုင်10ရက်နေ့မှာခရိုအေးရှားနိုင်ငံမီဂျန်ရွာလေးမှာမွေးဖွားခဲ့ပါတယ်။သူ့ကိုမွေးဖွားခဲ့တဲ့အချိန်မှာချိန်ကာမဟုတ်မိုးချိုးမုန်တိုင်းတွေတိုက်ခတ်နေခဲ့တဲ့အတွက်သူ့ကိုမွေးဖွားပေးခဲ့တဲ့လက်သက်အမျိုးသမီးကဒီကလေးဟာမှောင်မိုက်ခြင်းကိုတဲဆောင်လာလိမ့်မယ်လို့နမိတ်ဖတ်ခဲ့တဲ့အခါသူ့မေကချက်ချင်းပဲမဟုတ်ဘူး။ဒီကလေးဟာအလင်းရောင်ကိုတဲဆောင်လာမဲ့သူလို့ တုံ့ပြန်ခဲ့ပါတယ်။သူ့အမေကြိုတင်နမိတ်ဖတ်ခဲ့တဲ့အတိုင်းပဲတက်စလာဟာသူ့ဘဝတစ်ချောင်းလုံးမှာအလင်းကိုစောင့်ခြင်းပေးမဲ့အရာမျိုးတွေနဲ့ပဲအချိန်ကုန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအရာကတော့တခြားမဟုတ်ပါဘူး။ကျွန်တော်တို့မိတ်ဆွေတို့တုံးနေကြတဲ့လျှက်စစ်ပဲဖြစ်ပါတယ်။တက်စလာဟာသူ့ရဲ့ကလေးဘဝကလေးကအများယုံနေတဲ့မှာသူစိတ်ကူးတဲ့အရာတွေပါမြင်နေရတဲ့အတွက်တခါလေသူမြင်ရတာတွေကတကယ်လားစိတ်ကူးတဲ့အရာတွေလားဆိုတာသူကိုယ်တိုင်ခွဲခြားမရဖြစ်နေတတ်ပါတယ်။ ါပေမဲ့အဲ့ဒီအမြင်အာရုံတွေကြောင့်ပဲတီထွင်မှုတွေလုပ်ဖို့ဒီဇိုင်းဆွဲတဲ့အခါချဆွဲရမလို့ပဲစိတ်ကူးထဲမှာတင်တေးတသက်ရေးဆွဲနိုင်ပါတယ်ဖခင်ဖြစ်သူခရီးယံဘုန်းကြီးကသူသားတက်စလာကိုသူ့လိုပဲဖုန်းတော်ကြီးဖြစ်စေရင်ပေမဲ့တက်စလာကတော့အင်ဂျင်နီယာဘက်မှာပဲစိတ်ဝင်စားခဲ့ပါတယ်ဆဲကျော်တက်ဘောကကာလာဝမ်ယောဂါဖြစ်လို့တက်စလာတယောက်တေလူမျောဘာဖြစ်နေတော့မှတကယ်လို့သူသားပြန်ကျမ်းမာလာမယ်ဆိုရင် အင်ဂျင်နီယာအကြောင်းကိုပို့ပေးမယ်လို့သူဖခင်ကကတိပေးခဲ့ပါတယ်။ကတိပေးထားတဲ့အတိုင်းပဲပြန်ကျမ်းမာလာတဲ့အခါအော်စတြီးယားနိုင်ငံက Grass နည်းပညာတက္ကသိုလ်ကိုပို့ပေးခဲ့ပါတယ်။ Tesla ဟာတက္ကသိုလ်မှာမနက်3နာရီကနေည7:00အထိမနာမနေပြင်းပြင်းထန်ထန်စူးစမ်းတဲ့အတွက် Professor ရရတောင်သူကျမ်းမာရေးကိုထိခိုက်မှာစိုးရိမ်ပြီးတော့အိမ်ကိုလှမ်းကြောင်းကြရတဲ့အထိဖြစ်ခဲ့ပါတယ်။ မိတ်ဆွေလည်းငယ်ငယ်ကဒီလိုပဲစာကြိုးစားခဲ့မယ်ဆိုတာကျွန်တော်သိကြဖို့ရေးရဲကြီးယုံကြည်ပါတယ်။ Tesla ရဲ့မှန်ညာဟာတော်တော်ကောင်းပြီးတော့ခက်ခဲလာတဲ့ calculus ပုံစံတွေကိုတောင်းစိတ်ထဲကနေဖြေရှားပြီးတက်ထုံနိုင်ခဲ့တဲ့အတွက်ခိုးချရတယ်လို့တောင်းဆရာတွေကထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်း Tesla ဟာလောင်းစားဆွဲလန်းပြီးတော့အင်အားပိုးတဲ့ပတ်စံတွေကိုဖြုံးနေခဲ့တဲ့အတွက်ကြောင်းဆက်တက်ဖို့မဖြစ်နိုင်တော့သလိုတတိယနှစ်အပြီးမှာပဲရုတ်တရက်ကြောင်းထွက်လိုက်ရပါတယ်။ဒီလိုကြောင်းထွက်တာကိုအင်ကိုအကြောင်းမကြားသလိုသူ့တငယ်ချင်းတွေကလည်းမသိတဲ့အတွက် Tesla တည်သွားပြီလို့ထင်နေခဲ့ကြပါတယ်။ နောက်တော့မှစလိုဗီးယားနယ်စပ်ကမြို့လေးမှာပုံညမ်းဆွဲတဲ့အလုပ်လုပ်နေတာသိရတော့မှအိမ်ကိုပြန်လာဖို့မိဘတွေကဖြောင်းပြခဲ့ပြီမြင်ပြန်လာဖို့အတွက်ငင်းဆန်ခဲ့ပါတယ်။နောက်တော့တက်ဆလာဟာခွင့်ပြုချက်မရှိဘဲတရားမဝင်နေထိုင်တာကိုမိသွားတဲ့အတွက်ခရိုအေးရှားပစ်ကော့မြို့ကိုပြင်းနေတဲ့ပေးခံခဲ့ရပါတယ်။သူဖခင်ကွယ်လွန်ပြီးတဲ့နောက်မှာသူ့ဦးလေးရိစီကထောက်ပံ့တဲ့ငွေနဲ့ Brock မြို့မှာတက္ကသိုလ်ဆက်တက်ဖို့ဆက်လုပ်ခဲ့ပြီးမြင်ဇင်းသွင်းဖို့နောက်ကျခဲ့တဲ့အတွက်တက်ခွင့်မရခဲ့ပြန်ပါဘူး။ဒါပေမဲ့လည်း အဲ့တက္ကသိုလ်မှာပဲ philosophy lecture တွေကိုနားထောင်လူတက်တက်အနေနဲ့တနည်းလောက်တက်ပါသေးတယ်1881ခုနှစ်မှာတော့ Hungary နိုင်ငံ Budapest မြို့ကတယ်လီဖုန်းကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်အဲ့ဒီကာလမှာပဲ Tesla ဟာအခုကျွန်တော်တို့အသုံးပြုနေတဲ့ပြန်လည်ရစီ AC နည်းပညာကိုတီထွင်မှုအကြံရခဲ့တာလို့ဆိုပါတယ်အဲ့ဒီကာလကလျက်စစ်ပစ္စည်းအများစုဟာ direct current DCO ပဲမိခိုနေရပါတယ်1880နှစ်မှာ Tesla ဟာ Paris က Continental လို့ခေါ်တဲ့ Edison ရဲ့ကုမ္ပဏီမှာအလုပ်ဝင်လုပ်ခဲ့ပါတယ် Paris မှာအလုပ်ရတယ်ဆိုပေမဲ့ Tesla ဟာဥရောပတစ်ခွင်တခြား Edison Company တွေကတရားစစ်ပြဿနာတွေကိုပါတွားရောက်ပြုပြင်ပေးခဲ့ရပါတယ်။ Tesla ဟာထူးယွန်လွန်တဲ့အတွက်1884ခုနှစ်မှာပဲ Paris က manager က Tesla ကို American က Edison Company ကိုစေလွှတ်လိုက်ပါတယ်။ manager ရဲ့မိတ်ဆက်စာထဲမှာဆိုရင်ကျွန်တော်ဘွားမှာ လေးစားဆုံးကတော့ခမ Edison နဲ့အခုကျွန်တော်လွှတ်လိုက်တဲ့သူ Tesla ပဲဖြစ်တယ်ဆိုပြီးတော့မိတ်ဆက်စာရေးပေးလိုက်ပါတယ်။ စာပိုင်းမှာ Tesla နဲ့ Edison ကအဆင်ပြေခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ AC နဲ့ DC နီးပညာပေါ့အမြင်မတူတာဖြစ်လာပြီးတော့ဆက်ဆံရေးကဆိုးရွားလာခဲ့ပါတယ် Tesla ဟာ AC နီးပညာကိုသုံးမြင်ပေမဲ့ Edison ကတော့ DC နီးပညာကိုပဲဆက်လက်သုံးပြုနေပါတယ်ဒီ layer 6နှစ်ခုရဲ့ကွာခြားချက်ကတော့ AC ဟာ layer 6ကို direction ပြန်လည်ထုတ်လွှတ်ပြီးတော့ DC ကတော့ direction တစ်ဖက်တည်းကိုသွားတာပဲဖြစ်ပါတယ် AC ရဲ့ layer 6ပြန်လည်ထုတ်ပေးတာက layer 6တအားကိုတည်ငြိမ်အောင်ထိန်းပေးတဲ့နေရာမှာအရေးပါပါတယ် ACR DC တက်စာရင်ခရီးကွာဝေးပို့ပြီးတော့သွားနိုင်ပါတယ်။ဒီတော့ AC layer set ဟာ DC layer set ထပ်ပို့ပြီးထိမ့်သိမ်းရလွယ်သလိုကုန်ကြစီတွေလည်းတက်တာပါပဲ။ဒါတွေကို Edison မသိတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ Edison ဟာ DC ရဲ့ layer set mobile ခွင့်တွေကိုအကုန်ပိုင်ဆိုင်ထားတဲ့အတွက်သူ့ရဲ့ DC ပစ္စည်းတွေကိုထိခိုက်မှာဆိုလို့သဘောမတူခဲ့တာပဲဖြစ်ပါတယ်။ဒီလိုသဘောထားကွဲလဲတာကြောင့်မလို့ Edison နဲ့ Tesla ဟာအလုပ်ဆက်လုပ်ဖို့မဖြစ်နိုင်တော့တဲ့အတွက်6လကြာတော့ Tesla ဟာ Edison စီကနေပြီးတော့အလုပ်ထွက်လိုက်ပါတယ်။ ီလိုလှုပ်ထွက်လိုက်ရတဲ့အကြောင်းရင်းကတော့ဖြတ်ပစ္စည်းတွေကိုပိုကောင်းအောင်လုပ်ပေးရင်ဒေါ်လာ5000ပေးမယ်ဆိုပြီးတော့မန်နေဂျာဘက်ကကန်လိုက်ခဲ့တဲ့အတိုင်းလုပ်ပေးခဲ့ပေမဲ့တကယ်တမ်းပြီးသွားတဲ့အချိန်မှာတက်ဆက်မပေးသလိုအဲဒီဆင်ကလည်းမင်းငါတို့ပြောတဲ့အမေရိကန်ဟာသားကိုနားမလည်လို့မင်းတကယ်ထဲနေရဆိုပြီးတော့ပြောခဲ့တဲ့အတွက်ထွက်လိုက်တာလို့တက်စလာရဲ့ကိုယ်တိုင်ရေးထုတ်ပတ်တီထဲမှာရေးသားခဲ့ပါတယ်။အဲဒီဆင်ရဲ့ကုမ္ပဏီကနေထွက်ပြီးတော့1885ခုနှစ်မှာယင်းနီးမြို့နံသူ၂ယောက်ရဲ့အကူအညီနဲ့ကိုပိုင်ကုမ္ပဏီထောင်ခဲ့ပါတယ်။ ါပေမဲ့ယင်းနီးမျိုးနွယ်တဲ့သူတွေကတက်စလာရဲ့ AC ပေါ်စိတ်ဝင်စားတော့ပဲကုမ္ပဏီနဲ့တက်စလာရဲ့မိုဘိုင်ဝင်အားလုံးကိုတင်လိုက်တဲ့အတွက်တက်စလာတယောက်ဟာလုံးဝမွေးသွားပါတော့တယ်။မွေးသွားတဲ့အတွက်တက်စလာအနေနဲ့တစ်နှစ်2ဒေါ်လာရဖို့အတွက်ရေမြောင်းတူးရဲ့အလုပ်ကိုလုပ်ပြီးအသက်ရှင်ရပ်တည်ရပါတယ်။ဒါပေမဲ့သူဟာသူ့ရဲ့တီထွင်မှုတွေကိုတော့ရက်တန်ခြင်းမရှိပဲဆက်လက်လုံဆောင်ခဲ့ပါတယ်။1889မှာ AC လေးစစ်ကိုအသုံးပြုထားတဲ့ induction motor ကိုတီထွင်နိုင်ခဲ့ပါတယ်။ ဒီတီထွင်မှုကို John Westinghouse ဆိုတဲ့စုံတီထွင်သူတဦးဟာတွေ့သွားခဲ့ပါတယ်။ Westinghouse ကလည်း AC layer စစ်ကိုသုံးပြီးတော့ Edison ရဲ့ DC layer စစ်ကိုရှင်းပြနေတဲ့သူဖြစ်တဲ့အတွက် Tesla ကိုသဘောကျပြီးသူ့ရဲ့ company မှာအလုပ်ခန့်ခဲ့ပါတယ်။ Westinghouse တို့ပေါင်းသွားတာကိုသဘောမကျတဲ့ Edison ဟာ AC ကို စတင်တိုက်ခိုက်ပါတော့တယ်။ပထမဆုံးအနေနဲ့ Edison ဟာတည်တံပေးတဲ့ layer စစ်ထိုင်ကိုမှ AC layer စစ်ကိုသုံးပြပြီးတော့ AC ရဲ့အန်ရည်ကြီးပုံကိုပြပါတယ်။ဒါပြင်ကြွက်တီစင်တွေကိုလည်း AC နဲ့ပဲသုံးပြီးတက်ပါတယ်ဒီလိုတွေလုတ်ပြပေးမယ်လေလူတွေဟာ AC နည်းပညာကိုပဲပို့ပြီးတော့သုံးလာကြပါတော့တယ်ဒါပေမဲ့ကုမ္ပဏီဟာကြွေးတွေဝိုင်းနေခဲ့တဲ့အတွက် Tesla ဟာသူ့တငယ်ချင်းကိုကယ်တင်တဲ့အနေနဲ့လာဆောင်ငွေတွေမယူဘဲနေခဲ့ပါတယ် Tesla ဟာအဲ့ဒီကာလာက7မီလီယံဒီနေ့ငွေနဲ့ဆိုရင်300မီလီယံလောက်ရှိတဲ့ငွေတွေကိုတပြားတစ်ချက်မှမယူခဲ့တာပါတကယ်လို့သာဒီငွေတွေကိုသာရခဲ့လို့ရှိရင် Tesla ရဲ့ဘောဟာပိုပြီးကောင်းမွန်ခဲ့မှာ သိကြပါပဲ။ Tesla ဟာသူ့ရဲ့ဘဝမှာတီထွင်မှုပေါင်း300ကျော်တီထွင်ခဲ့ပါတယ်။ X-ray, radio, အဝေးထင်းစနစ်ရေအားလျှပ်စစ်တွေရဲ့ဖခင်လည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ကိုထောက်ပံ့တဲ့သူရဲ့ဆေးရထက်သန်မှုမရှိတာ Tesla ရဲ့စီးပွားရေးပိုင်းမှာစီမံမှုအားနည်းတာတွေက Tesla အတွက်စိတ်သွားတိုင်းကိုမပါဖြစ်ခဲ့ရပါတယ်။ radio တီထွင်တဲ့နေရာမှာဆိုရင်လည်း radio ရဲ့ဖခင်လို့သိထားကြတဲ့ Marconi ထက်နှစ်နှစ်လောက်စောပြီးတော့ radio နည်းပညာကိုတီထွင်နိုင်ခဲ့တာပါ။ ဒါပေမဲ့အဲ့ချိန်မှာ Tesla ရဲ့ဓာတ်ခွဲကံမီးလောင်ပြီးတော့ဓာတ်ပုံတွေကရိယာတွေပျက်စီးသွားပြီးတော့အကုန်လုံးအစအနေပြန်ဆရတဲ့အတွက်ရေဒီယိုဘက်ကစိတ်မကူးနိုင်ခဲ့ပါဘူး။အဲ့ဒီချိန်မှာသူ့ငွေကြေးထောက်ပံ့နေတဲ့ Morgan ကမာကိုနီကိုငွေကြေးထောက်ပံ့လိုက်ပါတယ်။မာကိုနီဟာ Tesla ရဲ့တီထွင်မှုကိုခိုးပြီးတော့ရေဒီယိုကိုမိုဘိုင်းခွင့်တင်နိုင်ခဲ့သလို1909ခုနှစ်မှာလည်း Nobel ဆုချီးမြှင့်ခံခဲ့ရပါတယ်။ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီး Tesla ကမာကိုနီကိုတရားစွဲခဲ့ရမှာ Tesla တည်ပြီးတော့မှသာ ဒီအမှုဟာတက်စလာနိုင်ပြီးရေဒီယိုလိုင်းထုတ်လွှင့်မှုဤပညာရဲ့ဖခင်အဖြစ်တိမှပြုခန့်ခဲ့ရပါတယ်တက်စလာရဲ့မအောင်မြင်တဲ့တီထွင်မှုတွေထဲမှာနာမည်ကြီးဆုံးကတော့ Warren Cliff လို့ခေါ်တဲ့တာဝါကြီးပဲဖြစ်ပါတယ်တက်စလာဟာရေဒီယိုကျေးနှန်းထက်ပိုဆင်းမြင့်တဲ့ကြိုးမဲ့ဤပညာကိုတီထွင်မှုကြံစခဲ့ပါတယ်သူစိတ်ကူးထဲမှာဒီဤပညာနဲ့အတန်တွေစာသားတွေရုပ်ပုံတွေပို့ဖို့ဖြစ်ပါတယ်ဒီစိတ်ကူးကိုအကောင့်ထဲပို့ဖို့1900ခုနှစ်မှာဒီတာဝါကြီးကိုစောက်ခဲ့ပါတယ် ဝါရန်ကလစ်တာဝါကြီးဟာနေရစွမ်းရင်ကိုယူပြီးတော့လျှက်စစ်တပ်ကိုထုတ်လွှင့်မယ်ဒီတာဝါတွေသာကဘာတဝမ်းမှာစောင့်နိုင်ရင်ဒီကဘာလုံးကိုလျှက်စစ်တပ်နဲ့ချိန်ဆက်နိုင်မယ်လို့ကြံစီခဲ့တာပါဒါပေမဲ့အဲ့ဒီကာလာတော့ကအဲ့ဒီဂျန်စီဟာစိတ်ကူးရင်ဆန်လာတဲ့အတွက်ငွေကြေးထောက်ပံ့သူတွေဟာအရင်နေ့စိုက်ထုတ်ဖို့အတွက်လက်တွန့်နေပြီးတော့ပို့ပြီးတည်ကြတဲ့မာကိုနီရဲ့ရေဒီယိုကိုသာယင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ဒါကြောင့်တက်စလာဟာဒီဂျန်ကိုလက်လျှော့ပြီးတော့တာဝါကြီးဟာလည်းဖျက်ဆီးခံခဲ့ရပါတယ်။တက်စလာဟာဘာသာစကားရှင်းမျိုးကိုကျွမ်းကျင်စွာတက်မြောက်တယ်လို့ ိုးဖက်ထားသမျှစာတွေကိုလည်းအတိအကျမှတ်မိပါတယ်။ Tesla ရဲ့ IQ ဟာခန့်မှန်းခြေ160ရာနေ310လောက်ထိရှိတယ်လို့ဆိုကြပါတယ်။ဒီလိုမျိုးထူးထူးပြောင်ပြောင်းလာတဲ့တီထွင်ရှင်တဦးဖြစ်ပေမဲ့သူ့ရဲ့တီထွင်မှုတွေကနေအကျိုးမြတ်မယူချင်တာငွေကြီးစီမံမှုအားနည်းတာပေါင်းသင်းဆက်ဆံမှုအားနည်းတာတွေက Tesla ကိုသူနဲ့ထိုက်တန်တဲ့ချီးကျူးမှုတွေမရစေခဲ့သလိုပဲသူ့ရဲ့ပြိုင်မက် Edison ဟာကျွဲဝချမ်းသာနေချိန်မှာ Tesla ကတော့တဘွာလုံးကိုဆင်းရဲစွာဖျက်ဆီးခဲ့ရပါတယ် တက်စလာဟာသူ့ရဲ့ဘဝနောက်ဆုံးပိုင်းတွေမှာဟိုတယ်ကန်လေးထဲမှာပဲတကိုယ်တည်းဖြတ်တန်းခဲ့ရပြီးတော့1943ခုနှစ်ဇန်နဝါရီ9ရက်နေ့သက်86နှစ်မှာကွယ်လွန်သွားရှာပါတယ်။သူကွယ်လွန်ပြီးတဲ့နောက်မှာတက်စလာရဲ့ဟိုတယ်ကန်တခွဲကန်းလေးကတည်ထွင်မှုနဲ့ပတ်သက်တဲ့ပစ္စည်းတွေစာရွက်စာတမ်းတွေကို FBI ကသိမ်းဆည်းပြီးတော့ခုချိန်ထိလေးဝတ်ထားဆဲပဲဖြစ်ပါတယ်။တက်စလာဟာသူ့ရဲ့ဘဝတစ်လျှောက်မှာလူလောကကိုအကျိုးပြုတဲ့တည်ထွင်မှုတွေကိုတည်ထွင်ခဲ့ပါတယ်။တက်စလာရဲ့တည်ထွင်မှုတွေဒါမှမရှိရင်ကျွန်တော်တို့အနေနဲ့ ဒီလိုအစင်တန်းမြင့်မြင့်နေနိုင်မှုခက်ခဲပါတယ်တကယ်လို့သာ Tesla နဲ့ Edison တို့ရဲ့ ACDC အားပြိုင်မှုမှာ Tesla သာရှုံးခဲ့ရင်ကျွန်တော်တို့အနေနဲ့တင်းစစ်ခွန်တွေကိုဒီထက်စာများစွာ ဆောင်ရမှာတေချာပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင် Tesla ရဲ့မိခင်နမိတ်ဖက်ခဲ့တဲ့အတိုင်းပဲ Tesla ဟာလောကကြီးကိုလင်းအောင်ဆောင်ကျင်းပေးခဲ့တဲ့ပုဂ္ဂိုလ်တဦးပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနားဆင်နေနေဆိုရင်ကျွန်တော်တို့ရဲ့ AD Nine Launch Channel လေးကို Like and Subscribe လုပ်ထားဖို့မမေ့ပါနဲ့ ခေါလောင်းလေးကိုတော့လုံးဝတီးပါနဲ့ဗျ။